မေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအမေရိကန်စီပြည်ဝင်ခွင့်ဗီဇာပိတ်မဲ့နိုင်ငံတွေစင်းကိုအရေးအတွက်တော်တော်များများထပ်တိုးဖို့စဉ်းစားနေတယ်လို့သိရပါတယ်။အမေရိကန်ဟာအခုလကစလို့မြန်မာအပါဝင်နိုင်ငံ၁၂ခုရဲ့နိုင်ငံသားတွေကိုအမေရိကန်စီဝင်ရောက်ခွင့်ဗီဇာတွေပိတ်ပင်ကြောင်းအတည်ပြုကြေညာထားပါတယ်။အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လုံခြုံရေးအရာစိုးရိမ်တာတွေအမေရိကန်မှာတရားမဝင်နေထိုင်မှု overstay တွေများပြားနေရတယ်စားတဲ့အကြောင်းပြချက်တွေကိုအမေရိကန်အစိုးရကအထုတ်ပြန်ထားပါတယ်။အခုတော့ထရန့်ဟာ နောက်ထပ်နိုင်ငံပေါင်း36ခုကိုလည်းအလားတူဗီဇာပိတ်ဆို့မှုတွေလုံသိမလုံသိလေ့လာဆန်းစစ်ဖို့ပြည်ထောင်ရေးဝန်ကြီးဌာနကိုညွှန်ကြားထားကြောင်းသိရပါတယ်။ Rider သတင်း Agency ကအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ရုံးတွင်းညွှန်ကြားချက်တစ်ခုကိုကြီးစုခွင့်ရခဲ့ပြီးအဲ့ဒီထဲမှာတော့နောက်ထပ်36နိုင်ငံဟာရပ်ပေါင်း60အတွင်းတည်တာတဲ့ပြင်ဆင်ပြောင်းလဲမှုတွေမရှိရင်ဗီဇာပိတ်ဆို့ခံရစေဖို့လမ်းညွှန်ထားတာကိုတွေးရှိခဲ့ရပါတယ်။နိုင်ငံရခြားကအကြံဖတ်သမားတွေဝင်ရောက်လာမှုနဲ့ တခြားသောအမျိုးသားလုံခြုံရေးချင်းချောက်မှုတွေကိုဟန်တားဖို့အတွက်အဲ့ဒီပိပယ်မှုတွေမရှိမဖြစ်လိုအပ်တယ်လို့လည်းရုံးတွဲညွှန်ကြားချက်မှာဖော်ပြထားခဲ့ပါတယ်။အဲ့ဒီညွှန်ကြားချက်ကိုထရန့်ရဲ့နိုင်ငံသား၏ဝန်ကြီးဖြစ်သူမာကိုရူဘီရိုကလက်မှတ်ရေးထိုးအတည်ပြုပေးထားပါတယ်။အခုလိုဗီဇာပိတ်ဆို့မှုတွေဟာအမေရိကန်မှာတရားမဝင်အခြေချနေထိုင်တဲ့ပြည်ပနိုင်ငံသားတွေကိုဖြိုခွင်းမဲ့ထရန့်ရဲ့နိုင်ငံသား၏မူဝါဒနဲ့လည်းဆက်ဆက်နေပါတယ်။နောက်ထပ်နိုင်ငံအသစ်တွေထပ်တိုးပြီး ဗီဇာပိတ်ရေးဆန်းစစ်လေ့လာဖို့ရုံတွင်းညွှန်ကြားချက်ထုတ်ထားတဲ့အကြောင်းကိုအမေရိကန်ရဲ့ Washington Post သတင်းစာကအစောဆုံးဖော်ပြခဲ့ပါတယ်။ရုံတွင်းညွှန်ကြားချက်ထဲမှာတော့အမေရိကန်ရောက်နိုင်ငံသားတွေနေနေခံရတဲ့အခြေအနေမှာပြန်လည်ခံပေးဖို့တချို့နိုင်ငံတွေကပူးပေါင်းပါဝင်မှုမရှိဘူးလို့ဆွဆဲထားပါတယ်။တချို့နိုင်ငံတွေကတော့နိုင်ငံသားတွေဟာအမေရိကန်မှာတတ်မှတ်ကာလထက်အချိန်အများကြီးကျော်လွန်ပြီး overstay တွေများနေလို့ရာထားတဲ့စီးရင်နဲ့ပါဝင်နေတာပါ။မြန်မာနိုင်ငံဟာလည်းအဲ့ဒီအကြောင်းပြချက်ကြောင့် ထရန့်ရဲ့ဗီဇာပိတ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။နောက်ထပ်ရပ်ပေါင်း60တိအခြေအနေတွေကိုစောင့်ကြည့်ပြီးတိုးတက်မှုမရှိရင်ဗီဇာအပိတ်ခံရနိုင်ခြေရှိတဲ့နိုင်ငံတွေထဲမှာတော့အန်ဂိုလာ၊အန်တီဂွာ၊ဘာဘူဒါ၊ဘီနင်၊ဘူတန်၊ဘာဂီနာဖာဆို၊ကာဘိုဘာဒီ၊ကမ်ဘောဒီးယား၊အိုင်ဗရီကော့စ်၊ကွန်ဂို၊ဂျပူဒီ၊ဒိုမီနီကန်၊အီသီယိုးပီးယား၊အီဂျစ်၊ဂါဘွန်၊ဂမ်ဘီယား၊ဂါနာ၊ဂါဂျစ်စတန်၊လိုက်ဘေးရီးယား၊မာလာဝီ၊မော်ရစ်စတေးနီးယား၊နိုင်ဂျာ နိုင်ဂျီးရီးယားဆေဂစ်နီဗေစိန့်လူစီတာဆော်ဒန်ပရင်စီပယ်စီနီဂေါတောင်ဆူဒန်ဆီရီးယားတန်ဇန်နီးယားတွန်ဂါတူဘာလူယူဂန်နာဘာနူအာဒူဇမ်ဘီယာနဲ့ဇင်ဘာဘွေနိုင်ငံတွေပါဝင်နေပါတယ်။မူလကအမေရိကန်ကိုပြည်ဝင်ခွင့်ပိတ်တာခံထားရတဲ့ဆက်နနိုင်ငံကတော့အာဖဂန်နစ္စတန်၊မြန်မာ၊ချတ်၊ကွန်ဂိုဘရာဇာဘီ၊အီဂရီတိုရီယာဂီနီယာ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လေဗျာ ဆိုမာလီယာဆူဒန်နဲ့ယီမင်တို့ဖြစ်ပါတယ်။ထရန့်ဟာသူ့ရဲ့ပထမသက်တမ်းတုန်းကလေမွတ်စလင်အများစု နေထိုင်တဲ့နိုင်ငံခုနှစ်ခုကိုပြည်ဝင်ခွင့်ပိတ်ပင်အမိန့်ထုတ်ခဲ့ပြီးနောက်ပိုင်းမှာတော့တရားရုံးချုပ်ကအဲ့ဒီတတ်မှတ်ချက်ကိုပယ်ဖျက်စေခဲ့ပါတယ်ရှင်။